Hello အားလုံးပဲမိင်္ဂလာပါဖူဘောမန်ချန်ကနေကြိုဆိုပါရစေ။ Liverpool team ကတော့သူတို့ရဲ့တောင်ပံကစားသမားတွေကတယောက်ဖြစ်တဲ့ Colombia သား Luis Diaz ကိုအသင်းကနေဒီနွေရာဒီအပြောင်းအရွှေ့မှာလက်လွတ်ဖို့ကြိုးပမ်းနေတယ်။ Fabrizio Romano က Luis Diaz နဲ့ပတ်သက်တဲ့သတင်းတွေ update တင်လာတာကျွန်တော်ရှိပါရစေ။ Elna Sa နဲ့ Luis Diaz ရဲ့ပေါ့နော် ကျွန်တော်အပြောင်းရွှေ့ဟာဖြစ်နိုင်ကြီးများနေသေးတယ်ဆိုပြီးတော့ဆူဆက်ပြီးတော့ပြောထားသလိုအန်နာစာရဲ့ဘက်ကတော့လူဝီဒီယက်စ်ကသူတို့ရဲ့ဒီနွေရာဒီအပြောင်းရွှေ့မှာမဖြစ်မနေခေါ်မဲ့အဓိက ပြစ်မှတ်တွေကတခုဖြစ်တယ်ဆိုပြီးတော့သူတို့ဒါအာယုံဆိုင်ထားတော့မယ်ပေါ့နော်ဒါအပြင် လူဝီဒီယက်စ်ကိုပြီးခဲ့တဲ့ຫນွေအပြောင်းရွှေ့တုန်းကလည်းခေါ်ဖို့ကြိုးပမ်းခဲ့တယ်အလုံးမဖြစ်ခဲ့ဘူးဆိုတော့ဒီနွေရာဒီအပြောင်းရွှေ့မှာအမှန်ကန်ပြန်ခေါ်ဖို့အတွက်သူတို့ပြင်ဆင်နေတယ်ပေါ့ဘာစီလိုနာရဲ့ဘက်ကလည်းလူဝီဒီယက်စ်ကိုသူတို့လိုချင်တဲ့စည်ရင်းတွေကိုထည့်ထားတယ် ဒါပေမဲ့လည်းလီဗာပူးသင်းရဲ့ဘက်က DS နဲ့ပတ်သက်လို့ငွေဘလောက်လိုချင်တယ်လဲဆိုတဲ့တောင်းဆိုမှုတွေအပေါ်မှာမူတည်နေတယ်။ဘာသာဟာထင်တာတဲ့ပို့ပြီးတော့တောင်းနေတယ်ဆိုလို့ရှိရင် Louis DS ကိုခေါ်ဖို့ကြိုးပမ်းမှာမဟုတ်ဘူး။ဒါပေမဲ့ Elna Sa ရဲ့ဘက်ကတော့လက်ရှိမှာ Louis DS ကိုသူတို့ရဲ့အဓိကပြစ်မှတ်တွေကတစ်ခုဖြစ်ပြစ်မှတ်ထားနေတယ်ပေါ့။ဒီညမှာ Elna Sa ရဲ့ပြစ်မှတ်တွေမှာ Louis DS နဲ့ Hango ကအဓိကသို့တော်လည်းပဲ Louis DS ဒီပို့ပြီးတော့ဖြစ်နိုင်ကြီးများလာတဲ့ အပြောင်းရွှေ့ဖြစ်နေတယ်အထူးသဖြင့်ကတော့ Liverpool ရဲ့ဒီနွေရာသီအပြောင်းရွှေ့မှာ Florian Vies ကိုခေါ်ဖို့အတွက်လက်ရှိတန်းတရာ30နဲ့ကန်းလန်းလိုက်တဲ့အခြေအနေကြောင့်ပဲအကယ်လို့ Florida ရောက်လာပြီဆိုလို့ရှိရင်နံပါတ်10ရောက Dominic Soboslay ပဲနေရာပြောက်မလား left wing ကကျွန်တော်တို့ Luis Diaz ပဲနေရာပြောက်မလားတရာရောက်ကတော့နေရာပြောက်မှာလက်ရှိ Liverpool ရဲ့ကစားမားတွေထဲမှာဆိုလို့ရှိရင် Salah ကလည်းရင်ကျန်တဲ့ကောင်တွေထက် Flu ဟာအများကြီးအစာပေါင်းများစွာပိုသားတဲ့ကောင်တွေကြီးပဲတော့ပိုသားတဲ့သူကြီးပဲရဲ့ဆိုတော့ Luis Diaz လည်းပဲ Flu တော့ကောင်းမနေဘူး ော်ပြီးလို့ရှိရင်အဲကိုရီကပ်ပူလဲဖလူလော်ကောမဏီတို့ဒိုမစ်လိုဘိုစလိုင်းလဲဝါရိတ်တောင်မဗျာမင်းမင်းဘော်ဒီကြီးတဲ့ပဲရှိတာဖလူလော်ထီကောမဏီဘူးအစာပေါင်းကအများကြီးတာတယ်ဆိုတော့ဖလိုရီယန်ဗတ်စ်လိုကစားမမျိုးကိုယူရိုတန်130ပြီးတယ်ဆိုတာအလကားမဟုတ်ဘူးဆိုတော့ဒါကြောင့်ဘနော်အကယ်လို့ဖလူသာရောက်လာပြီဆိုရင်လူဝီဒီယက်စ်တို့က chance ကအင်မီဒန်နေသွားပြီအခုကတော့ဗျာကိုရီကပူကိုတိုက်စစ်ကိုပြောင်းပြီးတော့ထားချင်လို့လူဝီဒီယက်စ်ကိုထုတ်မယ်ဖလူနဲ့ထည့်မယ်ဆိုတဲ့ပုံစံမျိုးလေဖြစ်ကောင်းလဲဖြစ်နိုင်တာပဲ ။ဒါကြောင့်ဗောနော Louis Diaz က Liverpool တင်းမှာလဲထင်တဲ့ထင်တယ်လို့အရင်လိုမျိုးခြေသွမ်းမျိုးတွေမပြနိုင်တော့ဘူး။ပြီးခဲ့တဲ့ယာဒီတော်မှယာဒီစမှာဟုတ်တယ်လို့ဖြစ်သေးတာ။နောက်ပိုင်းကျတော့မဟုတ်တော့ဘူး။ဒါအပြင် ကိုရီကပူကသူ့ထက်ပိုပြီးတော့ကောင်းလာတာ Diaz ကလည်းတခါတလေ injury ပြဿနာတွေပိုင်းနဲ့ကျုံရတာ။ဒါရီနဲ့ Liverpool တင်းရဲ့ဘက်ကဖြည်းဖြည်းချင်းနဲ့ဗောနော်ကျွန်တော်တို့ဒါဟိုပါပေးလာတယ်။တိတ်ပြီးတော့ဗောနော်ဒီစာမဖြစ်သူကိုသဘောမကျတော့ဘူးပေါ့ဗျာ။ဒါကြောင့် Louis Diaz ကို Liverpool ကလက်လှုပ်ဖို့ကြိုးပမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ်။ ဒါအပြင် DS ရဲ့အပြောင်းရွှေ့ကနေပြီးတော့ Florian VS တဲ့ကုံသွားတဲ့ငွေကြီးတွေကိုပြန်ဖြည့်ဖို့ကြိုးပမ်းလိမ့်မယ်လို့ထင်တယ်။သူတို့ကယူရိုတန်130ထိသူတို့လိုချင်တာကိုအဲဆိုတော့သူတို့ကန့်လန့်ထားတာကိုနော်ပြီးပြီးတော့အဲ့ဒီတန်130ကသူတို့အနေနဲ့ Louis DS ကိုရောင်းလို့တန်60တန်50လောက်ရတယ်ဆိုရင်အတိုင်းအတာတစ်ခုတည်းတော့တဝက်နီးပါးလောက်တော့သူတို့ဒါပြန်ရမှာပဲ။အာနုကိုအလွတ်နဲ့လက်လွတ်ထားရတယ်။ လပ်ဝေါ်ကအမီလက်လွတ်ခြင်းလို့10တန်းတော့ပြီးရတယ်ဒါပေမဲ့လို့သူတို့အလွတ်နဲ့လက်လွတ်ထားရတယ်ဒါပေမဲ့ frame ပေါင်းအတွက်ကျတော့သူတို့တန်း30ကုန်ထားတယ်ဆိုတော့ပြောရလို့ရှိရင် Liverpool တင်းဟာဒီကစားမားတွေရဲ့အခြေအနေကနေပြီးတော့သူတို့ကငွေတွေကအများကြီးတုံးနေရပြီဒါတွေကိုပြန်ဖြည့်ခြင်းတဲ့သဘောမျိုးဆိုရင် DS ကိုရောင်းဖို့ပဲရှိတယ်ဘာစီလိုနာကိုလက်လွတ်မယ်ဆိုရင်တော့ကစားမားကတော့ဘာစီတို့ဘာလို့ပြောင်းကောင်းပြောင်းမှာပေါ့လေနော်ဟိုဒါပေမဲ့လည်းလို့ဘာစီလိုနာတို့ဘာလို့မှလက်ရှိအေဘယ်လဲဒီ Rafinha တို့ကတောက်ချောက်ကောင်းနေတာ เนาะပြီးလို့ရှိရင်အဲအရန်ကုန်မဲ့သူထိုင်ရဖို့များတာဒါအပြင်ကျွန်တော်တို့သူဟာဘာစီရဲ့တခုသေးသောပြစ်မှတ်မဟုတ်တာဘာစီကမန်ချက်စတာယူနိုက်တက်ကကျွန်တော်တို့ဒီဘာလဲရက်ရှ်ဖို့တို့ဘာလို့ကိုလဲသူကစိတ်ကဝင်စားသေးတာကိုအဲ့လိုမျိုးဆိုတော့ DS အတွက်ဘာစီလိုနာတင်းရဘက်ကခေါ်ဖို့ဆိုလို့ရှိရင်အချင်းကြီးကနဲတယ်ဒါအပြင်လီဗာပူးတင်းကတန်း90လောက်လိုချင်တယ်ဘာစီဟာတန်း90များလုံးနေလို့ထင်ရင်လည်းပဲသူတို့ကခေါ်ချင်မှခေါ်တော့မှာဆိုတော့ sorry အာရိပြဒီလူဝီ DS ရဲ့နောက်ထပ်ကစားမဲ့နေရာဖြစ်လာနိုင်တယ်ဒီနွေကုံလို့လီဗာပူးတင်းကသူပြောင်းရင် NRSA ရဲ့ဘက်ကတော့သူတို့အနေနဲ့ပေါ့နော်အမှန်ကန်အသိန်းကိုပြောင်းလဲဖို့သူတို့လုပ်နေပြီနော်အမှန်ကန်ပြောင်းလဲဖို့လုပ်နေပြီလက်ရှိလေပေါင်းတင်ရဲ့ကစားမဟောင်းဖြစ်သူမာနီလေးသူတို့ရှိနေတယ်အကယ်လို့မြန်နော်ကျွန်တော်တို့ဒီကန့်လန့်မှုတွေကောင်းနေဆိုလို့ရှိရင်လောက်ခလာတာတွေတော့ကောင်းနေဆိုရင် Louis Diaz ရဲ့အပြောင်းရွှေ့ကအများကြီးဖြစ်သွားနေတဲ့နေရာမှာပါတယ်လေပေါင်းတင်ကလည်းအများကြီးလိုချင်တော့တဲ့နေရာမှာမပါဘူးဗျလက်ရှိမှာ DS ကိုတော့ငါတို့မဖြစ်မနေဆက်ပြီးတော့ထိန်းထားရမယ်ဟေ့ဆိုတဲ့လက္ခဏာမျိုးကျွန်တော်တွေ့မနေရဘူးဆိုတော့လေပေါင်းတင်ပြည်သက်ဒီနေရော Louis Diaz ကို sorry ပြောင်းသွားတာမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်